alam yang lawa တန်တန်ရအင်္ဂလိပ်ရှင်နာမှာပြန်လဲကြိုဆိုပါရစေ။ဒီကြားထဲမှာဒါအချိန်နေအကြာကြီးပျောက်သွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီငယ်လေးအဲတကယ်ကိုဖြစ်တဲ့နေရာမှာကိုကရှိနေတာဖြစ်တဲ့အတော့အာဘာမှအဆက်အသွယ်လည်းလုပ်လို့မရဘူးပေါ့နော်။အဝိုင်ဖိုင်းနဲ့အင်တာနက်တွေဆိုလို့ရှိရင်လည်းဒါဒီရက်ပိုင်းမှာမှပြန်ရတယ်ပေါ့နော်။ဆိုတော့ဒီငယ်လေးစဖြစ်တဲ့နေ့ကစလို့အာဒါကိုဖုန်းနေစကြရတယ်နော် ခေါ်ထားကြရတယ်နောက်ပြီးတော့ဒီအာ online ကနေပြီးတော့အကုန်မေးထားကြရတယ်ပေါ့နော်။နောက် contact တွေကို20 30အဲ live ပြီးတော့ဒီဆက်သွယ်ပြီးမေးမြန်းကြရတဲ့သူတဦးတယောက်ချင်းစီအကုန်လုံးကိုအများကြီးကျေးဇူးတင်ပါတယ်။အာဒီလိုမျိုးဖြစ်သွားတဲ့အခါမှာပေါ့နော်ဒီပြင်းထန်တဲ့ငယ်လင်ဖြစ်ကြတဲ့လူတွေအများကြီးဆုံးရှုံးကြရတယ်။အတက်တီဆုံးရှုံးနေဥယျာဉ်စီစိန်နေဆုံးရှုံးရတဲ့အချိန်မှာအာကိုကို ဒီကမ္ဘာလောကကြီးမှာမရှိတော့မအောင်ဘယ်သူကစိတ်ပူနေလဲကိုယ်ဘယ်သူတွေကစိုးရင်ပေးနေလဲဆိုတာကိုအာတင်ရှားကြီးတင်ခွင့်ရတယ်ဗောနော်ကိုယ်ဘယ်သူတွေကချစ်နေလဲကိုယ်ဘယ်သူတွေကတန်ရောစင်ရှိနေလဲဆိုတာကိုအများကြီးတင်ခွင့်ရတယ်ဒီအဲ့ဒီလူတွေတယောက်ချင်းစီတအုံချင်းစီကိုအများကြီးကိုကျေးဇူးတင်ပါတယ် အဲဆိုတော့ဒါတို့မိသားစုရဲ့အားလုံးဘေးကင်းပါတယ်။အာကံကောင်းထားမှစာနဲ့တအိမ်ကြီးလည်းဘာမှမဖြစ်ဘူး။အာကြံတဲ့ဒီချန်စီယိုတွေနန်းရန်တွေအဲ့ဒါတွေကတော့အကုန်လုံးပြိုသွားပါဘောနော်။အဲဒါပေမဲ့ကံကောင်းတဲ့အိမ်ဘာမှမဖြစ်တာဒါအဆိုးရရအကောင်ပေါ့နော်။ပြီးတော့မိသားစုရဲ့အားလုံးလည်းဘေးကင်းပါတယ်လို့အာအများကြီးလည်းကျေးဇူးတင်ပါတယ်။စိတ်ပူပေးကြတဲ့လူတွေတတိတရားရှိနေပေတဲ့လူတွေအဲ့လူတွေကိုလည်းအာတယောက်ချင်းစီတဦးချင်းစီကိုဒါ ဘယ်တော့မှမမေ့ပါဘူးအာအကောင်လုံးမှတ်ထားပါတယ်အဲတကယ်ကိုရင်ထဲမှာအပြင်အမြဲရှိနေမှာပါအာပြီးတော့ကိုချဲရတဲ့လူတွေအကောင်လုံးကကိုကိုအခုလိုချစ်ပြရတော့တတိတရားနဲ့စိတ်ပူပင်နေတာတထက်ထဲကြတဲ့အတွက်လည်းပို့ပြီးတော့ဝမ်းတာမိပါတယ်အဲဆိုတော့အဲအများကြီးကျေးဇူးတင်ပါတယ်ဘောနော်အာတော့အခုကစပြီးတော့မှပဲပြန်ပြီးတော့ဒါတို့တွေ ပုံမှန်ဒီမှာနေထိုင်ရည်တည်ဖို့အတွက်အားလုံးအကျိုးစားနေကြတာပေါ့နော်။ဒါတော့အဲဒီနောက်ပိုင်းမှာလည်းဒီလိုလေးဆက်ပြီးတော့တင်ပေးသွားပါမယ်။အခုကတော့ဒါမြန်မာနှစ်တက်မှာဒီလိုမျိုး အာဘီဆိုတဘာဝဘီအန်နဲ့ကတ်ဆိုတွေကနေအားလုံးကင်းဝေးပါစေမြန်မာနိုင်ငံသူနိုင်ငံသားပါအားလုံးကင်းဝေးပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေမိသားစုတွေလည်းဒီတပန်တက်သဆုံးပြောင်းရွှေရွှေနဲ့အားလုံးနေထိုင်သွားနိုင်ကြပါစေတဘာဝဘီအန်နဲ့ကတ်ဆိုဘီဆိုတွေကနေကင်းဝေးပါစေလို့ဆုတောင်းမြတ်တာပို့တာပါတယ်